လောင်လုံးမြို့နယ်မြောက်ဖက်ပိုင်းမှာရှိတဲ့စင်ပနစ်ရွာကိုဂျွန်လ20ရက်ဒီကနေ့နနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်တမ်းဝင်လာလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါရယ်။ခွားပုတ်ပြင်းတဲ့ဘူချမ်းရွာမှာယာယီတက်ဆွဲပြီးတဲ့နောက်ဒီကနေ့နနက်ပိုင်းမှာစင်ပနစ်ရွာကိုရောက်ရှိလာပြီးဖုန်ကြီးကျောင်းမှာစခန်းချထားတယ်လို့ဒေသခံတအူးကပြောပါရယ်။စစ်ကောင်စီတပ်စစ်တမ်းကအေးဆေးနေကြထွက်မပြေးကြနဲ့လို့စစ်သားတွေကပြောပေမဲ့ဒေသခံတွေကတော့အတွေ့မခံရဲပဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဆိုပါရယ်။ စစ်တောင်းထိုးနေလို့လယ်သမားတွေလည်းလယ်ယာလုပ်ငန်းတွေကိုပြစ်ပြီးထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗါးအဲ့ဒီစစ်တောင်းဟာဂျွန်လ16ရက်ကလေးကလောင်လုံးမြို့နယ်စခန်းကြီးခမောင်းတောင်တောင်မင်းပြောင်ဖွားပုတ်ပြင်စတဲ့ကြေးရွာတွေကိုတရွာဝင်တရွာထွက်စစ်တောင်းထိုးခဲ့ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါဗါးလောင်လုံးမြို့နယ်ရဲ့တောင်ဘက်ကြေးရွာတွေကိုလည်းစစ်ကောင်စီတပ်စစ်တောင်းထိုးနေပြီးလက်ရှိမှာကညုံကျွန်းရွာမှာတက်ဆွဲထားတာကြောင့်အဲ့ဒီရွာ ထိုင်းမြန်မာနယ်စပ်ကုံတွယ်ရေးလမ်းတနင်္သာရီမြို့နယ်မောတောင်နယ်စပ်လမ်းပေါ်ကတိမ်ခွန်းကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်တွေဂျော်လ19ရက်ကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့နဲ့ဒေသခံတွေကပြောပါတယ်။မနေ့ကမနက်10နာရီခန့်ကနေမွန်လွဲ10နာရီအထိ၄နိုင်နီးပါးကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးညနေပိုင်းအထိဂျိုကြားဂျိုကြားအပြန့်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ ဂျွန်လ18ရက်နေ့နဲ့စောစောကလည်းတိန်ခွန်းရွာနဲ့6နှစ်ပေါက်ရွာကြားမှာစစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့နေရင်ကိုတော်လိုင်းရေးတပ်တွေဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ဆိုပါရယ်။အဲဒီနောက်18ရက်နဲ့18ရက်နေ့တွေမှာတိန်ခွန်းရွာကိုစစ်ကောင်စီတပ်ကနှစ်ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့နဲ့ဒေသခံတွေကပြောပါရယ်။ မောရုံနယ်စပ်ကုန်သွယ်ရေးလမ်းကိုပြန်လည်ဆွမှုထိန်းချုပ်ဖို့စစ်ကောင်စီတပ်ကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကကစစ်တောင်းထိုးနေတာပါတနင်္သာရီမြို့နယ်ရမ်းဖို့ရွာမှာစစ်ကောင်စီတပ်ကစစ်ကူနဲ့ရိခါတွေတင်ဆောင်လာတဲ့ရင်းနှန်းကိုဂျွန်လ19ရက်မနေ့ကမနက်7နာရီဝန်းကျင်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့နဲ့ထုတ်ပြန်ချက်တွေအရာသိရပါတယ်စစ်သားတွေလိုက်ပါလာတဲ့မော်တော်ယာဉ်3စင်းနဲ့ရိခါတင်ယာဉ်3စင်းဟာ မြိတ်မျိုးကနေတနင်္သာရီမြို့ဘက်ကိုမောင်းနှင်လာတဲ့အချိန်ရမ်းဖို့ရွာနဲ့ကမ်းတူရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ဘူခရင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုမှာကာဒစီခိတရက်သွားပြီးနှစ်ဖက်ထိတွေ့ပစ်ခတ်မှုမိနစ်နဲငယ်ကြာဖြစ်ပွားခဲ့ပါတယ်။ပစ်ခတ်မှုအတွင်ဆိုင်ကယ်စီးလာတဲ့ရက်သားတအူကြီးစံထိမှန်ဒဏ်ရာရခဲ့ပါတယ်။